ီတာချီစိတ်ကမ်းမှာပင်တသမျှတင်မော်တစဉ်ရှိနေကြောင်းကိုခန်ဂျီယိုကိုအဆောင်တစ်ယောက်ကလာပြောတော့အိုဒန်ကကြာပြီးချက်ချင်းသွားဖို့လုပ်ပါတော့ဟဲ့အိုဒန်ကပင်တသမျှတွေကိုသွားနှင်ထုတ်မဲ့ဆိုတာလုံးဝမဖြစ်နိုင်လို့ခဲအမ်မော်ဒူလေနောက်ကနေလိုက်ပါတော့ဟဲ့အိုဒန်ကသူ့ဒီအခွင့်အရေးကိုစောင့်ဆိုင်းနေတာမလို့ဒီကိုတခြားရောက်လာခဲ့တာပဲလို့ပြောပြီးစတက်ခိုက်ပါတော့ဟဲ့နှစ်ယောက်သားရဲ့အင်အားတွေကလည်းအရန်ကြီးနေခဲ့ပြီးအိုဒန်ကလည်းသူ့ရဲ့ဓာတ်ကိုတားဆီးနိုင်တာမစိုးဘူးလို့ပြောလိုက်ပါတယ်နောက်ကနေလည်လာတဲ့ခင်ရမို့တို့ကိုလည်းသူ့လမ်းမှာဝင်မရှုပ်ဖို့အိုဒန်ကပြောလိုက်ပါတယ်။ YBR ကလည်းသူ့ကိုအထင်သေးနေရလားဆိုပြီးတိုက်ခိုက်ကြပါတော့ရဲ့။ မင်းတို့လူမျိုးကိုစောက်နေရဖြစ်ပြီးတော့အိုဒန်ကသူ့နာမည်ကိုမိတ်ဆက်ခါဘသူမှန်းတော့တခြားမသိပါမယ်တင်မော့ဘော့လိုက်ခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။အိုဒန်သူ့ဆွတ်စတိုင်ပါရာဒိုက်စ်ဝါတာဖောနဲ့ခုတ်ဖြတ်ဖို့လုပ်တာကို YBL ကလည်းပြန်တားနိုင်လိုက်ပြီးတော့မျက်နှာကိုပိတ်ထိုးပေးလိုက်ပါတယ်။ ိုတန်လဲကြတော့စိတ်ရှုပ်စရာကောင်းတဲ့အကောင်မလို့သူရှိကနေထွက်သွားဖို့ YBA ကပြောလိုက်ပါတယ်။ခင်ယမ်းမိုတို့ကလည်းသူကခူရီနိုင်ငံရဲ့ဂျိုင်းမျိုးတယောက်မလို့ဒီကနေထွက်သွားချဖို့ပြန်ပြောတဲ့အခါမာကိုကလည်း YBA ဖရိုင်နဲ့ပတ်သက်လို့သင်ခန်းစာပေးမယ်လို့ဆိုပါတယ်။ကဘာကြီးကိုစွန်စားကန်းနေထွက်ချင်တာအိုတန်ကသူ့ရဲ့အိမ်မမလို့အတူတူရောသွင်းကြမယ်လို့အော်နေတဲ့အခါခင်ယမ်းမိုတို့ကလည်းတဖက်သက်ကြီးမဆုံးဖြတ်ဖို့ထားအောင်ပါတော့။ဂျာမဲအိုရန်ကတော့သူ့ကိုခေါ်သွားပြပါဆိုပြီးဒူးထောက်ပြီးတောင်းဆိုနေတဲ့အခါမာကိုလည်းသူတို့ကပတိန်ကိုတတ်ဖို့လုံနေခဲ့တာမဟုတ်ဘူးလားလို့ပြန်ပြောလိုက်ပါရဲ့ တဖက်ကပင်တယ်များပြီမလို့ရှက်တက်လိုက်ဖို့ခဲမုံကလည်းအိုဒန်ကိုပြောနေခဲ့ပါတယ်။ WPF ကတိုးတိုးထွက်သွားခြင်းပဲဒီကိုလာတဲ့လမ်းမှာတင်မောပြတ်သွားကြောင်းပြောတော့အိုဒန်ကလည်းချက်ချင်းပြန်ပြင်ပေးမယ်လို့ဆိုပါတယ်။မင်းတို့သာရှိနေရင်အိုဒန်ကအငိမ့်နေမှာမဟုတ်လို့အ мян ပြင်းပြီးမြန်ထွက်သွားကြဖို့ခဲမုံကလည်းပြောလိုက်ပါတယ်။ တို့နဲ့တင်းမောကိုစတင်ပြင်ကြပြီးတော့အစာစားချိန်ကြာရင်အိုဒန်ကသူ့ရဲ့အကောင်းဆုံးအိုဒန်ဟင်းလျာကိုချက်ပြုတ်ကျွေးလိုက်ပြီး white bear ကလည်းအိုဒန်အတွက်စပြည့်အရက်ကိုပြန်ပေးလိုက်ပါတယ်။ကဘာကြီးမှမတွေ့ဘူးတဲ့အရာတွေအများကြီးရှိနေတာမလို့အိုဒန်ကသူ့ကိုခေါ်ဆောင်သွားပြီးပို့ white bear ကိုတောင်းဆိုနေပါတော့ရဲ့။ မင်းကတခြားသူလာအောင်မှခါစားရမယ့်သူလည်းမဟုတ်ငါတင်မောဘော်တက်လာပြီးတော့မင်းတို့တကူကောင်းတမားတွေစုသွားရင်အဖွဲကဘာဖြစ်သွားမယ်ထင်တယ်လို့ဝိုက်ပီးကပြန်ပြောလိုက်ပြီးကို့ဘာသာပဲရွှတ်လွှင့်မှုထပ်ပြောလိုက်ပါအိုရန်ကလည်း "तू ဘယ်လိုလုပ်မှအောင်မြင်ခဲ့တာမလို့သူ့မှာတင်မောတခုခုရွှတ်လွှင့်နိုင်ဖို့ဘာအရေးချင်းမှမရှိဘူး"လို့ပြန်ပြောတဲ့အခါဝိုက်ပီးကလည်းဒိုင်းမျိုးသားဆက်လုံနေဖို့အိုရန်ကိုပြောလိုက်ပါအိဒီနိုင်ငံမှာကတင်းကျတဲ့ဥပဒေတွေရှိပြီးဒိုင်းမျိုးအတွက်လည်းစည်းကမ်းဖောက်လို့မရဘူးလို့ခင်ရမကပြောတော့ဝိုက်ပီးကလည်း "तू အိုရန်ကိုခေါ်သွားဖို့သူကိုယ်နဲ့မရည်ရွယ်ထားပါဘူး"လို့ဆိုပါအိ ဒီတိုင်းပြည်ကတင်းကျပ်လုံးလုံးမပြောင်းခြင်းဘူးလို့အိုရန်ကပြောနေပေမယ့်ခရမ်မိုတို့ကတော့အိုရန်ကိုဆွဲခေါ်သွားပါတော့ရဲ့အိုရန်ကသူ့လက်လျှော့မှာမဟုတ်လို့စောင့်နေပုံနဲ့ white beard တို့ကိုအော်ပြောနေပါတော့ရဲ့သူတို့နဲ့မာကုတ်ကလည်း cut fiber တို့ကိုကဘာကြီးမှကျုံးနေဘလောက်ရှိကြောင်းကဘာကြီးကဘလောက်ကျဲပြန့်ကြောင်းပြောပြနေခဲ့ပြီးတော့အိုရန်တယောက်ကလည်းသူ့ကိုခေါ်သွားပြီးပို့ white beard ကိုအမြဲပြောနေပါတော့ရဲ့နှစ်ပတ်ကြာပြီးရဲ့နောက်မှာတော့တင်မော်လေးပြင်ဆင်ပြီးပြီမလို့ white beard တို့ဟာ short limb လို့လုပ်နေခဲ့ပါပြီအိုရန်ကလည်းညဘက်ခိုးထွက်တဲ့အခါ issue နဲ့တိုးတော့တေးပေါက်မဲ့လိန်ပြောပြီးထွက်လာပါတော့ရဲ့ တဖက်ကမာကိုကလည်းအဖေကြီးကအိုရန်ကိုသဘောကျနေတယ်မလားဆိုပြီးပြောနေခဲ့ပါတယ်။သူ့ကိုသဘောကျလို့တင်မမဘကိုခေါ်လာခဲ့မယ်ဆိုရင်တော့မှတော်ဝင်မိသားစုကိုပြန်ပေးဆွဲလို့ဖြစ်နေမှာလို့ဝိုင်ပီယက်ကပြောလိုက်ပြီးကျေးဇူးတင်တဲ့အနေနဲ့လည်းရန်နာရီထားခဲ့တယ်မလားလို့ပြောလိုက်ပါတယ်။ အဲ့ဒီအချိန်အိုဒန်ကလည်းရွက်တိုင်ကိုတန်ကျူးနဲ့လန်ဆွဲပြီးတင်မောဘော်ကိုတက်ဖို့လှုပ်ပါရောရယ်။အီဆိုကလည်းအဲ့လိုလုပ်မယ်ဆိုတာကိုသိတာမလို့အိုဒန်နောက်ကလိုက်လာပြီးတော့တားဆီးပါရောရယ်။မာကိုကကျိုးကိုဖျက်ဖို့လှုပ်တဲ့အခါဝိုက်ပီးကအီဆိုကိုခေါ်လာခဲ့ဖို့မာကိုအမိန်ပေးလိုက်ပါရယ်။ရှီတဂွန်ကနေစဉ်းလုံးမှမလို့အိုဒန်ကပြုတ်ကျသွားပြီးအီဆိုကတော့မာကိုခေါ်သွားတာကိုခံရပါရောရယ်။ ီလိုနဲ့ Odin Iso Dostone နဲ့ Cat Fiber တို့ပျောက်ဆုံးနေလို့ခရမ်းမော်တယ်ရောက်ရက်တွေခတ်လို့နေခဲ့ပါပြီ။တစ်ဖက်မှာလည်း Iso က Odin ကိုဆွဲတင်လိုက်ဖို့ White Bear ကိုပြောနေပြီးသူပခုံးပေါ်မှာ Wano တိုင်းပြည်ကိုထမ်းထားတာလို့ဆိုပါရဲ့။ White Bear ကမင်းတို့အမြင်အတိုင်းသူလည်းထက်ခါထက်ခါညင်းခဲ့တာဆိုရင်ပဲသူ့ဘာသာတိုင်းပြည်ကထွက်လာတာမလို့ကိုပိုင်နီးလည်းနဲ့ပဲဆုံးဖြတ်မယ်ဆိုပါရဲ့။သုံးချက်ကြအချိုးကိုဆွဲထားနိုင်မယ်ဆိုရင်တော့တင်မဘုတ်ကိုတက်ခွင့်ပေးမယ်လို့ White Bear ကပြောလိုက်ပါရဲ့။ ဒီလိုနဲ့ပဲအိုဒန်ဟာ၅ဝါမျိုးခံရရေခဲစောင့်နေဖြစ်ရသူတေချာပေါက်သင်းမပေါ်တက်ရမယ်လို့ပြောနေခဲ့ပါတယ်။ရေကြောက်စောင့်နေတိုက်မိပြီးမျက်နှာကြီးတဲ့ဖူးရောက်နေပြီးနောက်တနာရီပဲလိုတော့တာမလို့အာတင်းထားဖို့လဲမာကိုကပြောနေခဲ့ပါတယ်။အားလုံးကလည်းအိုဒန်ကအဖွဲသားဖြစ်လာတော့မယ်ဆိုပြီးစူးစမ်းထားဖို့အော်ဟင်းနေပါတော့။အစ်စိုကလည်းသူ့တခင်ကိုဒီလိုလှုပ်လှုပ်ခွင့်မလွတ်နိုင်ဘူးလို့ WiFi ကိုပြောနေခဲ့ပါတယ်။ ိုရန်ကရှေးထဲမြုပ်သွားပြီးကျိုးကိုလည်းလက်လွတ်သွားမိခဲ့ပါပြီကျွန်းတစ်ခုမှလည်းထွတ်ကီကိုသူတို့ချုပ်ကလိုက်နေခဲ့ပါရဲ့အနောက်မှာလည်းပင်နယ်ပြင်မဲရှိတော့လို့ဘယ်ပြေးစရာရှိလို့လဲလို့ထိုသူတွေကပြောတော့ထွတ်ကီလည်းဒီကနေအနာကက်ကိုသွားကြတာပေါ့လို့ပြောနေတော့အနောက်ကနေအိုရန်ကပေါ်လာတဲ့အခါအားလုံးကလည်းပင်နယ်တစ်စိဆိုပြီးတော့ထွက်ပြေးကြပါတော့ဟဲ့အကူကြီးတောင်းနဲ့ကြားလို့လာခဲ့တာမလို့အစင်ပြေရဲလားလို့အိုဒန်ကမေးနေရင်လဲကြသွားပါတော့ရဲ့အိုဒန်ပျောက်သွားပြီမလို့အားလုံးကလည်းအိုဒန်အကောင်းဆုံးလုပ်ခဲ့တာပဲဆိုပြီးတော့အဖွဲထဲဝင်ခွင့်ပေးလိုက်ဖို့ဝိုင်ပီရဲ့ကိုဝိုင်းပြောပေးနေကြပြီးတော့အေဆိုကလည်းထိတ်မရဖြစ်နေခဲ့ပါပြီ တဖက်ကအိုဒန်ကိုလည်းတိုကီကတံရတွေကုသပေးထားပြီးနောက်မှာတော့အိုဒန်နဲ့ပြန်ကောင်းလာခဲ့ပါပြီ YB ကတမောပေါ်မတက်နိုင်ခဲ့တယ်အဲ့ဒီအစားဝါနိုကနေပြပကကျွန်းတစ်ခုပေါ်ခြေချလိုက်နိုင်ပြီးဆိုပြီးတော့အိုဒန်ကအရန်ဝမ်းသာနေပါတော့ရဲ့ တိုခိကိုလည်းကျေးဇူးတင်စကားပြောလိုက်ပြီးတော့ပြပကဆိုရင်မဲ့ဝစားပုံကဘလို့ဖြစ်နေရလဲလို့အိုဒန်ကမိလိုက်ပါတယ်တိုကီလည်းအိုဒန်ကဝါလုံတိုင်းပြည်ကားလို့ကြားတာမလို့သူကခလေးတဲ့ကဝါလုံတိုင်းပြည်ကိုသွားကြည့်နေတာမလို့ခေါ်ဆောင်သွားပြနိုင်မလားလို့ပြန်ပြောလိုက်ပါတယ်ထွက်ပြေးလာတဲ့သူကိုခေါ်သွားပေးဖို့လာတောင်းဆိုတော့အိုဒန်လည်းဘာပြောမှမသိပြန်ဖြစ်နေပြီးတော့အဲ့ဒီအချိန်မှာပဲကပတိန်ကာမာတို့အဖွဲ့ကပြန်ရောက်လာပါတော့တယ်အဲ့လိုလူမျိုးတွေကိုဝါနုံမှလည်းမတွေ့ဘူးလို့အိုဒန်ကလည်းအယံကိုအံ့ဩနေပါတော့တယ်လူပြည်အများကြီးမလို့ပြေးချဖို့ထုတ်ကီကပြောနေပေမဲ့အိုဒန်ကတော့ပြပမှာတက်ခတ်ရတော့မယ်ဆိုပြီးစိတ်လှုပ်ရှားလို့နေခဲ့ပါပြီ ဒီလိုနဲ့နှစ်ယောက်သားစာပြီးတိုက်ခိုက်နေကြတဲ့အချိန် White Bear Pirate ကိုမြင်လိုက်ရတော့အားလုံးကကပတိန်ကိုထားခဲ့ပြီးထွက်ပြေးပါတော့ရင်ခါမာကလည်း White Bear တစ်ချက်တီးလိုက်တဲ့အချိန်မှောက်နေခဲ့ပြီးတော့နောက်ဆုံးမှာတော့သူလည်း White Bear Pirate ရဲ့လောက်ငယ်တဲ့တယောက်ဖြစ်လာပြီးနောက် Power Mount ဝါမှာလည်းပါဝင်ခဲ့ပါတယ်။ ။တင်မပေါ်တက်ဖို့ Five Bear ကပြောလိုက်ပြီးမိမတယောက်ကြောင့်မင်းရဲ့ရီမန်းချက်ကိုလက်လျှော့လိုက်တာရိုးရှင်းလုပ်နေလို့ပြောလိုက်ပါ යි ။မင်းရဲ့အပြင်းထန်ဆုံးစိတ်ကူးတွေနဲ့စွန်စားခဲ့အကြီးကြီးတွေထွက်ကြမယ်ညီငယ်လေးလို့အိုဒန်ကိုခေါ်လိုက်တော့အိုဒန်နဲ့အရန်ဝမ်းသာလို့နေခဲ့ပါ යි ။သူတို့နဲ့တင်မပေါ်ပြန်ရောက်တော့အားလုံးကလည်းအိုဒန်ကိုကျူဆိုကြပြီးတော့ Iso ကလည်းအိုဒန်အစင်ပြင်းနေလို့ဝမ်းသာနေပါတော့။အဲ့ဒီချိန် Dostone နဲ့ Cut Fiber ကလည်းထွက်လာပြီး Odin ဒီတင်မောပေါ်တက်မယ်ဆိုတာကြိုသိနေခဲ့လို့ကြိုပြီးတော့ခိုးစီထားခဲ့ရလို့ပြောလိုက်ပါတယ်။ YB ကအစ်စိုးရဲ့ကြိုးကိုလည်းဖြီးပေးလိုက်ပြီးမင်းကိုနှင်ထုတ်ဖို့ကလှုပ်ချင်တဲ့အခါမှာလှုပ်တော့မယ်လို့ပြောလိုက်ပါတယ်။ တိုကီကလည်းသူ့နာမည်ကိုမိတ်ဆက်လိုက်ပြီးဝါနိုကိုသွားချင်ကြောင်ပြောတော့ဝိုက်ဖီးယားဖြစ်သွားတဲ့မျက်နှာကိုမြင်ပြီးဘာမှဆိုလှုပ်ပြမှမလို့တမောမှာပဲနေခွင့်ပေးဖို့တောင်းဆိုလိုက်ပါဒီလိုနဲ့ပဲအိုဒန်ဝင်လာတော့အားလုံးကအယံဝမ်းတာနေကြပြီးမင်းတို့ပြောတဲ့စွန့်စားမှုကြီးကစတော့မှလားလို့အိုဒန်ကပြောနေခဲ့ပါရဲ့ ။ ਉਹ ကသူ့အပြင်ပင်လယ်မှာတွေ့ခဲ့တဲ့အရာတွေကိုမှတ်စုတဲ့ထည့်ရေးဖို့လုပ်ပြီးတော့ရန်သူတွေ့ရတဲ့တခါတည်းခုတ်ဖြတ်ပေးလိုက်ပြီးတော့အားလုံးကိုပြန်ပြီးတောင်းပန်ရပါတော့ဟဲ့။အရင်ကမကြုံဘူးတဲ့အတွေ့အကြုံတွေမှာမြင်ဘူးတဲ့အဆောက်အုံတွေမတွေ့ဘူးတဲ့ကဘာကြီးမခံစားရဘူးတဲ့အရေးတက်ပူလောင်မှုထူးဆန်းတဲ့အပင်တွေတရဝါတွေဂျိုင်းရန်တွေပြီးတော့စိတ်ကူးတွေအရင်ကနဲ့ဘာမှမတူဘဲနဲ့အတွေ့အကြုံတွေနေ့တိုင်းတိုးတက်လာပြီးတော့အားလုံးဟာစိတ်ကူးရင်သာထက်တော်မှာပုံများနေပြီးတော့ငါကကဘာကြီးရဲ့အပိုင်းစာလေးတစ်ခုတတဘာဘဲလာလို့အိုရန်ကဆိုပါတယ်။ တူကီကသူ့ရဲ့အသက်ဟာ26နှစ်ဖြစ်ကြောင်းပြောတော့လက်ထက်လို့ကောင်းတဲ့အချိန်ပဲလို့မာကွာဆိုပါရဲ့ ဒါမဲ့တကယ်တမ်းမှာတော့လွန်ခဲ့တဲ့နှစ်800လောက်ကမွေးဖွားလာခဲ့တယ်လို့သူကြီးကပြောပြလိုက်ပါတယ်။ကဘာကြီးကပင်လယ်လေးခုနဲ့သမုတ်တရားထဲမှာပါတယ်။ကဘာကြီးကစံကိတ်လုံးလိုပဲဝိုင်းဆက်နေရလို့ကြားဘူးတာစမ်းကြည့်တယ်လို့အိုဒန်ကတွေးနေခဲ့ပါတယ်။ခီးစင်ကဘလို့နေလဲလို့အိုဒန်ကသူကြီးကိုမေးတော့သူကြီးလည်းအယမ်းပြော့စရာကောင်းကြောင်ပြန်ပြောလိုက်ပါတယ်။ကျေပြောတဲ့ပင်လေကြီးမှာဝါနိုကတတိလေးဖြစ်ပြီးတော့ထိုကီကာရောပမာဏရာလဲလို့အိုရန်ကပြန်မိလိုက်ပါတယ်။မိဘတွေကဝါနိုတိုင်းပြည်ကဆိုတဲ့အရာကလွယ်ပြီးဘာမှတခြားကျန်တာမသိတာမလို့သူမှသွားချင်နေတဲ့တခုတည်းတော့တိုင်းပြည်အဲ့နေရာပဲလို့ထိုကီကဆိုပါရ ိုင်းအချင်းတစ်ခုလောက်တော့ဒီတင်မော့ကဝါနိုကိုတွောင်းမှမဟုတ်လို့စိတ်မကောင်းမှဘူးလို့အိုဒန်ကပြောတဲ့အခါသူကီကသူ့အိုဒန်နဲ့အတူရှိနေရရင်ပျော်ရွှင်ပြီးသူမှရှိကျင်တဲ့နေရာအမှန်လို့လဲခံစားရရဲဆိုပြီးရှီမောနေပါတော့ရဲ့ဒါကိုချောင်းကြည့်နေတဲ့မာကိုသူကလည်းဂျားတဲ့ကနေသဘောကျနေကြပါတော့ရဲ့ဝိုင်ပီရမှာလည်းချိန်စာတင်နေတဲ့သူတယောက်ရှိနေခဲ့ပါရဲ့အင်အားကြီးတဲ့ပုံမလို့ဘာလို့မချချတာလဲလို့အိုဒန်ကပြောတဲ့အခါဝိုင်ပီရလည်းသူတို့ဟာ Navy ဖြစ်ကြောင်းရှင်းပြလိုက်ပါရဲ့ ူတို့ကိုဒီမှာရှင်းလေအများကြီးထက်ရောက်လာအောင်မှာပဲလို့ YPF ကပြောတော့အိုဒန်ကကဘာကြီးကိုအုပ်စိုးနေတဲ့အဖွဲစည်းမျိုးလားလို့ပြန်ပေးလိုက်ပြီးတော့အတော်အစွမ်းထက်တာပဲလို့ဆိုပါတယ်။သူတို့အစွမ်းကိုတေချာဆုံးဖြတ်နိုင်ဖို့ကကဘာကြီးအစုံးကိုမြင်ပြီးရဲ့အထီးဆောက်အောင်မင်းတို့တိုင်းပြည်ကလွတ်လပ်နေပါသေးတယ်လို့ YPF ကဆိုပါတယ်။ လွန်ခဲ့တဲ့28နှစ်အိုဒန်ရဲ့ခရီးဒုတိယနှစ်မှာအိုဒန်နဲ့တိုကီတိုကတာလီတယောက်ဖွားမြင်လာခဲ့ပြီးတော့ကူဇူကီမိုမိုနိုဆာကဲလို့နာမည်ပေးခဲ့ကြပါရဲ့။အိုဒန်ကဝါနာပိုစတာပဲပါထွက်လာပြီးမလို့အစ်ဆိုလဲတိုကီနဲ့မိုမိုလေးအထွတ်ဝါနိုတိုင်းပြည်ကိုပြန်ဖြတ်ဖို့ဘာလို့မစင်းစားရလဲလို့ပြောလိုက်ပါရဲ့။အခုဒီအဖြစ်ကိုရှာလို့မတွေ့သေးဘူးလေလို့အိုဒန်ကပြောလိုက်ပြီးတော့နင်းစားထဲမှာလဲဇိုးကျွန်းလိုမျိုးဝါနိုအကြောင်းဘာမှပါမလာလို့ကတ်ဆိုင်ပါတို့ကလည်းခင်ရမိုတို့ကအစင်ပြေလဲလို့တွေးနေခဲ့ပါရဲ့။ အဲ့ဒီအချိန်ဝါရိုတိုင်းပြည်မှာတော့ဆူကီယာကီရဲ့အခြေအနေကစိုးနေပြီမလို့ရှိုကန်ဖြစ်အိုဒန်ကိုဆက်ခံစေချင်တယ်လို့ယာစုကြီးကိုပြောပြနေခဲ့ပါတယ်။အိုဒန်ကဒီမှာရှိမနေတော့မတည်ခင်တခုခုဖြစ်သွားမှဆိုလို့ကိုစားပြုအနေနဲ့အိုဒန်ညီလေးလို့သဘောထားခဲ့တဲ့ခူဆူမီအိုချီကိုထားချင်တယ်လို့ဆူကီယာကီကဆိုပါတယ်။အိုဒန်ကညီလေးလို့ဂယူစိုက်တာလားဆိုပြီးတော့ယာစုကြီးလည်းတွေးစရာဖြစ်နေခဲ့ပါတယ်။ဝိုက်ဘီယာကအဖွဲသားတွေလည်းများတယ်မလို့ခေါင်းဆောင်တွေရွေးမယ်လို့ဆိုပါတယ်။အိုဒန်ကို second division ကိုဦးဆောင်စေချင်ကြောင်းဝိုက်ဘီယာကဆိုပါတယ်။ သူတို့နဲ့အိုဒန်လိုပဲတခါတလေကြလူတစ်တွေအုပ်စုတဲကိုဝင်လာခဲ့ကြပါတယ်ဒီတခါဝင်ဖို့တောင်းဆိုလာခဲ့တဲ့သူကတော့ Tish ပါပင်နယ်ရဲ့ဘလောက်ဝဝေးကိုပဲတော်တော်အိုဒန်တယောက်မကျင်နဲ့နိုင်ပင်စွန်စားကန်းတစ်ခုကိုဘလို့အဆုံးသတ်ရမလဲဆိုတာလည်းမသိဖြစ်နေခဲ့ပါတယ် Shanks တို့ကလည်း YB ရဲ့ဝါရောတိုင်းပြည်ကစာမွေးရင်းအကြောင်းကိုဖတ်နေတာရောဂျာကမြင်သွားပြီးတော့တနည်းစုံတွေးခွင့်ရှားဖို့မျှော်လင့်နေတယ်လို့ဆိုပါတယ် အော်ချီဟာသူ့ကိုဒီလိုအခွင့်အရေးပေးလို့ကျေးဇူးတင်ပြီးတော့ဆူကီယာကီနဲ့အိုဒန်ကိုမလေးမစားလုပ်မှလည်းမဟုတ်ပဲသူ့ရဲ့အဖိုးမိုက်မဲစွာလှုပ်ဆောင်ခဲ့ရပြီနဲ့အခြားဟာတွေအတွက်ပြန်ပေးဆက်ဖို့အစွမ်းကုန်အိုဒန်ရဲ့နန်းတက်ပွဲကိုကူညီပေးပါမယ်လို့ဆူကီယာကီကိုပြောလိုက်ပါတယ်။အိုဒန်ပြန်မရောက်ခင်အထိတော့ခဏတာရုပ်သေးရုပ်အဖြစ်ရှိနေပါမယ်လို့အော်ချီကထပ်ပြောလိုက်ပါတယ်။ မင်းကခူယိုဆူမီမျိုးနယ်ဆိုတာဘာလို့မပြောခဲ့ရလဲလို့ယာဆူရီကမေးတော့အော်ဝချီကတောင်းမနဲ့ဆိုတဲ့စကားတစ်ခုသာပြန်ပြောလိုက်ပါတယ်။ခူယိုဆူမီအော်ဝချီရဲ့အတိတ်မှာတော့အော်ဝချီကလူတချို့ရဲ့လိုက်တာကိုခံခဲ့ရပြီးတော့ခူယိုဆူမီကလန်ဆိုတာဝါတော်တိုင်းပြည်အတွက်ဆက်ဆုပ်ရှင်ရှာပွဲကောင်းတဲ့တွေဖြစ်ခဲ့ပါတယ်။အဖိုးရဲ့လောက်ရက်တွေအဖိုးလောက်ခဲ့တာမလို့အော်ဝချီကသူ့ဘာချောက်အမုန်းခတ်နေရတယ်လို့ပြောနေရင်အဲ့ရပျက်စီးတစ်ခုကိုတွေ့လို့ဝင်ကြည့်ပါတော့ရဲ့။အဲ့ဒီအချိန်သူစနေလူနှစ်ယောက်နဲ့တွေ့ဆုံပြီးအဖွားအိုတယောက်ကမင်းရဲ့အနာဂတ်မှာရှုကန်းဖြစ်လာမယ်ဆိုတာကိုမြင်နေရတယ်လို့ဆိုပါတယ်။ မင်းဖို့ဘာဖြစ်သွားလဲဆိုတာမသိသေးဘူးလားလို့အဖွားကထက်မိတော့အိုချီတဲ့ဆတ်ဖုကူတက်တဲ့သွားတယ်လို့နဲ့ပြမှုတစ်ခုခုကျွလုံတယ်လို့လည်းကြားထားဘူးရဲ့အကြောင်းကိုပြပြလိုက်ပါရဲ့အာနာအတူပြိုင်ဆိုင်တာပြမှုမဟုတ်ပဲအတက်ခန့်ရတာပဲလို့အဖွားကပြောလိုက်ပါရဲ့ကူစကီကလန်ရဲ့အရင်ရှုကန်းကခလီမမွေးနိုင်တဲ့စက္ကန့်တူတွေလည်းမရှိပဲလောက်အမှုဂျန်းနဲ့အဖွဲ၅ဘွဲကလည်းမတိမကျင်ဖြစ်လာခဲ့တယ်ဘသူကနောက်တက်လာမဲ့ရှုကန်းလဲဘာလို့လူတိုင်းကခုံယူစွားနဲ့ငါဘယ်လိုထင်နေကြရလဲ မိရဲ့ဖိုးကအဲ့အနောက်ရှက်မျိုးသားတယောက်ချင်းစီကိုအစိမ့်နဲ့တတ်ဖို့ပြင်ဆင်ခဲ့တယ်။ရှိုကန်လည်းမျိုးသားရဲ့တောက်လျှောက်တင်နေတာကိုစိတ်ဖိစီးပြီးတော့နောက်ဆုံးမှနေမကောင်းဖြစ်လာတယ်။ဇကျူးယူနိုက်ကန်ဒီအချိန်ကြာမှစက်ကံမဲ့ကုဆူကီဆူကီရာကီကမွေးဖွားလာခဲ့ရပဲလို့အဖွားကဆိုပါတယ်။နောက်ထပ်လက်တလမ်းမဲ့လိုခဲ့တော့တဲ့ဆိုပေမဲ့ခူဆူမီကလန်ရဲ့အစီအစဉ်တွေကပေါက်ကြားသွားခဲ့ပြီးတော့ကလန်ရဲ့အဆုံးသက်မင်းရဲ့အဖိုးလည်းအသက်ခံရခူဆူမီကလန်ဆိုရင်အခုချိန်မှာဆက်ဆုပ်စရာအဖြစ်သတ်မှတ်ခံရခဲ့ပြီးတော့အဖွားအိုကမျက်ရည်စာရည်လည်းပြောနေခဲ့ပါတယ်။ ဒါဝေကဘသူရဲ့အပြစ်လဲလို့အဖွားကထက်ပြီးတော့အော်ချီတဲ့ခူဆူကီဆူကီယာကီရဲ့အပြစ်ပဲလို့ပြန်ဖြေလိုက်ပါတယ်သူတောင်မွေးဖွားလာခဲ့ရင်မင်းနဲ့ရှိုကန်တယောက်ဖြစ်လာနိုင်တယ်လို့အဖွားကပြောပြလိုက်တော့အော်ချီတဲ့အဖွားကခူဆူမီကလန်နဲ့ပတ်သက်နေတဲ့သူလားလို့ပြန်မိလိုက်ပါတယ်အဖွားကသူဘသူလဲဆိုတာအရေးမကြီးပါဘူးလို့ပြောလိုက်ပြီးတော့မျက်နှာတွေတစ်ခုပြီးတစ်ခုပြောင်းပြလိုက်ပါတယ်အဲ့ဒါ copy copy nomi ဆိုတဲ့တတိစွမ်းမလို့ overchita သူပြောလို့လောက်ပဲဆိုရင်အထူးစွမ်းကိုလည်းပေးရမယ်ဆိုပြီးနတ်ဆိုးအတိတလုံးကိုလည်းထုတ်လိုက်ပါတယ် အော်ယောချီလဲရှုကန်းတယောက်ဖျားတော့မယ်ဆိုတော့သူဘာမဆိုလောက်ပါမယ်လို့ပြောတဲ့အခါအဖွားကပတ်ဆက်တွေစုပြီးလက်နက်တွေထုတ်အရေးပါတဲ့သူတယောက်ရဲ့ကြောထောက်နောက်ခံရဖို့သူ့ကိုငစားအဖြစ်အတုံးချဖို့လဲမှာကြားလိုက်ပါရဲ့ဒါလို့နဲ့အော်ချီဟာဒီဝဲဖရူကိုစားပြီးအစွမ်းတစ်ခုကိုရရှိခဲ့ပါရဲ့အဲ့ဒီနောက်မှာတော့ဟာကူမိုင်းနေမြကရာဆွေးစီကိုအချန်နဲ့ဝင်ရောက်လာခဲ့ပြီးတော့အစိတ်ကန်လှုပ်ဖို့တောင်းဆိုခဲ့တာပါတလားကြာပြီးရဲ့နောက်မှာတော့တိန်းထားတဲ့ပတ်ဆက်တွေနဲ့အော်ချီကပျောက်ဆုံးသွားခဲ့တာပါ အော်အချီကအိုဒန်စီရောက်လာပြီးသူ့မိသားစုနေမကောင်းလို့ကျေးဇူးရှင်ဖြစ်တဲ့ရာဆိုရေးစီမချင်းနိုင်တော့ဘူးဆိုပြီးတော့လိန်ညာပြီးပတ်စံတွေကိုတောင်းနေခဲ့ပါတယ်။အချင်းတွေဘလောက်ရဲ့ပြောင်းလဲပြောင်းလဲအော်အချီကပတ်စံတွေပဲအမြဲလာချင်းနေတယ်ပြီးတော့အိုဒန်ကလည်းအမြဲချီးပိနေတာမို့လို့ဒန်ချီယိုကလည်းသူတို့လည်းငွေချင်းအချင်းတွေမကောင်းဘူးလို့ပြောပေမဲ့အိုဒန်ကတော့အမြဲချီးပိခဲ့ပါတယ်။ ပတ်စံတွေကိုအော်ချီကအဖွားကိုပေးလိုက်ပေမဲ့ဒါနဲ့တင်မလုံလောက်သေးတာမလို့နောက်ပြမက်ကပန်းမျိုးတော်ပဲလို့အဖွားကပြောလိုက်ပါတယ်။ဒီလိုနဲ့အိုဒန်ဟာအော်ချီကိုသူ့အဖေစီခေါ်လာပြီးသူ့ရဲ့ညီလေးတယောက်လိုပဲမလို့အလုပ်တစ်ခုလောက်ပေးဖို့တောင်းဆိုပေးလိုက်ပါတယ်။တကယ်တမ်းမှာတော့အိုဒန်ဟုတ်မနေပဲအဖွားဟိုကအိုဒန်ပုံစံကို copy ယူထားခဲ့တာပါ။နှစ်တွေကြာပြီးတဲ့နောက်မှာလေအဖွားဟိုဟာ sukiyaki ပုံစံကို copy ယူထားပြီးဂျောကစိုးနေလို့ဟန်ဆောင်ကအော်ချီကိုရှုတ်ကမ်းပေးမဲ့ပုံစံတွေပြောနေခဲ့ပါရဲ့။ ဒီလိုနဲ့မကြခင်အသွင်းမှာပဲဆူကီယာကီရဲ့တေးချင်းတထင်းဟာဝါနိုပီအနှံ့ပြန့်နှံ့သွားခဲ့ပါပြီ။အိုဒန်ရဲ့ခရီးစဉ်၄နှစ်မြောက်တနေ့မှာအိုဒန်တယောက်သူ့သားလေးကိုစားနှောက်လို့နေခဲ့ပါရဲ့။ငါးရွေကရှုပ်တရက်ထူးဆန်းနေလို့တဘာဝဘေးနမိတ်လာကျိုးမမကောင်းဆုံးဝါရှိနေလို့လားဆိုပြီးတော့အားလုံးကလည်းအမျိုးမျိုးကောက်ချက်ချလို့နေခဲ့ပါရဲ့။ဝိုင်ပီကလည်းကန်းကပ်ဖို့ပြောတဲ့အခါကျွန်းမကအတဝါရွေကပါထွက်ပြေးတာကိုတွေ့လိုက်ရပါရဲ့။ကျွန်းမမှာလည်းပြောချာကရှိနေပြီးသူ့ကိုဖမ်းချင်ဂပ်ဖြစ်ဖြစ်စံကကူဖြစ်ဖြစ်ခေါ်ဆောင်လာခဲ့ဖို့နေဗီကိုပြောနေခဲ့ပါရဲ့။ ဘက်ကီကလည်း white bear တို့ရဲ့တင်မောက်ကိုတွေ့ကြောင်းလမ်းပြောလိုက်ပါရဲ့ရောဂျာကသူ့လေအဆုံးတက်ခံနီးနေပြီမလို့ white bear နဲ့စုံရတာလေဒါနောက်ဆုံးဖြစ်နေတာကြောင်းခြားကြရအောင်လို့ဆိုပါရဲ့ဘက်ကီကစာမဝိုင်းတယောက်ထပ်တွေ့ရလို့ထပ်ပြောတော့ဒါလူတွေပြောနေကြတဲ့စာမဝိုင်းလားလို့ရောဂျာကလည်းမေးလိုက်ပါရဲ့အိုရန်ကအမြန်ပြေးလာပြီးဂမ်မိုဒိုကီနဲ့ဆက်တိုက်ခိုက်တဲ့အခါဝီဒီတို့ကလည်းပြန်တိုက်ခိုက်ဖို့လုပ်နေတာမလို့ရောဂျာကတားလိုက်ပြီးမင်းတို့ကိုတရားမရစေချင်ဘူးဆိုပြလိုက်ပါရဲ့ဒဗိုင်းတပတ်ချာနဲ့ရောဂျာကခုတ်လိုက်တဲ့အခါမှာတော့အိုရန်လည်းလွင့်ထွက်သွားခဲ့ပါရဲ့ အိုတန်ကထက်တက်ခိုက်ဖို့တွားနေမယ်ဘရောဂျာစီဦးတည်နေတဲ့ white bia ကိုလမ်းတွေးလိုက်ရပါတယ်ဘရောဂျာနဲ့ white bia တို့ရှင်ပြိုင်နေမယ်လက်နဲ့တစ်ခုနဲ့တစ်ခုကထိမနေလို့အိုတန်နဲ့အရန်အော်နေပါတော့ရဲ့ဒါလေးကတော့ one piece အပိုင်း244ဖြစ်ပြီးအပိုင်း245ကိုဆက်တင်ပေးနိုင်မှုတွေ့ရ like လေးတယောက်ချက်စီနှိပ်ပြီးတော့ comment လေးကျွန်တော်မှတ်ပေးခဲ့ကြပါအောင် channel လေးလည်း subscribe လေးမလောက်အောင်လုပ်ပေးတော့ခဲ့ကြပါအောင်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ဆက်မှတ်ပါ